အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်ဒါ BTC နဲ့ ETH ကိုကျွန်တော်အဓိကဒါ short term long term ဘယ်လို plan တွေထားရှိအောင်လဲပေါ့နော်ပြီးတော့ကျွန်တော်အတွက် entry point တွေ target တွေဘယ်လိုရှိမလဲဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တစ်ချက်နားလည်မယ်ပေါ့ဆိုတော့လက်ရှိကျွန်တော်ဒါ BTC ရဲ့ current price ကိုကြည့်ကြည့်မယ်ဆိုရင်တော့ဒါတသိန်း9000တောင်တသိန်း8000ပေါ့နော်ဒီဝန်းကျင်မှာဒီကြားထဲမှာရှိနေပေါ့ ETH ဆိုရင်လည်းကျွန်တော်2500အာ2600ဒီကြားထဲမှာရှိနေပေါ့နော်ဆိုတော့ဆက်ပြီးတော့ကျွန်တော်အတွက် entry point တွေ target တွေဘယ်လိုရှိမလဲဒါတွေနဲ့ ပတ်သက်ပြီးတော့ကျွန်တော်ဒါ trading view မှာတစ်ချက်လောက်နားလည်အောင်ပေါ့ဒါအရင်တော့ကျွန်တော်ဒါပြောမှဆိုရင်တော့မနေ့ကကျွန်တော်ဒီ BTCO တစ်ချက်လောက်ရှင်းပြထားပြီးသားရှိရပါတော့ဆိုတော့ဆက်ပြီးတော့လဲကျွန်တော် BTC နဲ့ပတ်သက်ပြီးတော့ထည့်ပြီးတော့တစ်ချက်လောက်နားလည်အောင်ပေါ့ဆိုတော့လက်ရှိကျွန်တော် four hour အရာကြည့်မယ်ဆိုရင်မနေ့ကဆိုရင်ကျွန်တော်ဒီ candle ဆိုရင်ဒါအာတတိမမလေးပဲရှိသေးတယ်ဗောနအရင် recovery ဖြစ်သေးဘူးဗောမနေ့ကဗီဒီယိုမှာဆိုရင်ကျွန်တော်ပြောထားရရှိရဗောနဒါကနေ့ညနေခင်းလောက်ဆိုရင်တော့ကျွန်တော်ဒီကွက်ထမ်းမှာ volume ရအောင်เนาะကျွန်တော်ဒါ upfront ဘက်ကိုပို့ပြီးတော့ရောက်ဖို့ရှိရဗောန ဆိုတော့ကျွန်တော်ဒီမှာလက်ရှိအာကျွန်တော်3000 3800ဆိုတော့ကျွန်တော်ရဲ့ resistance နားမှာတော့ကျွန်တော်ရှိနေတယ်ပေါ့နော်ဒါကိုကျွန်တော် cross လုပ်နိုင်မှအထက်ကိုကောင်းကောင်းမူမူဖြစ်မှာဖြစ်တဲ့တကယ်လို့ကျွန်တော်ဒါကို cross မလုပ်နိုင်ဘူးဒါ downside ကိုရောက်မယ်ဆိုရင်တော့ကျွန်တော်ဒီနားလေးမှာပြန်ပြီးတော့ကျွန်တော်ဒီမှာအာ high loop pattern တွေကိုပြန်ပြီးတော့တွေ့လာရမယ်ပေါ့နော်ပြောမယ်ဆိုရင်ဒီကနေကျွန်တော်ဒါ uptrend စားခဲ့တာပေါ့နော်ဆိုတော့ဒီမှာဒီမှာကျွန်တော်တွေ့နေရမှာ high 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 loop pattern တွေအနေနဲ့ပဲတက်သွားတာပေါ့ဆိုတော့ဆက်ပြီးတော့လည်းကျွန်တော်ဒီနားမှာလည်းပြန်ပြီးတော့ဒီပုံစံတိုင်း high အာရလူပတန်တွေကိုပြန် ပြီးတော့တွေ့လာဖို့ရှိရပါတော့ဟာဟာဟာလူပတန်တွေဆိုတော့ဒီချိန်မှာကျွန်တော်ဒါ BTC ID ပတ်အနေနဲ့ပြောရမယ်ဆိုရင်တော့ကိုကဒါ3ပတ်အနေနဲ့ GU9 မှာရမယ်ပေါ့နော်ကျွန်တော်ဒါပြောမယ်ဆိုရင်အာအခု NTU ထားမဲ့သူတွေအနေနဲ့ကြာတော့တကယ်လို့ BTC ကကျွန်တော် downside ကိုရောက်ခတ်မယ်ဆိုရင်ဒါ DCO 3ခေါက်လောက်လုံနိုင်တဲ့ပမာဏရှိရဆိုမှလက်ရှိ current price နဲ့ small margin low leverage NTU ထားတင်တာပေါ့နော်မဟုတ်ရင်တော့ကျွန်တော်မနေ့ကပြောထားတဲ့အတိုင်းပေါ့3000 3000 4000ပေါ့နော် ဒီဝင်ကျင်ရောက်မှာကျွန်တော် NTU ထားမယ်ပေါ့ဆိုတော့တကယ်လို့များ BTC ကကျွန်တော်ဒီ3800ကို3800ကိုကျွန်တော် cross လုပ်မယ်ဆိုရင်တော့အထက်ကိုကျွန်တော်ကောင်းကောင်းမှုမှုဖြစ်မယ်ဆိုရင်ကျွန်တော် command ထားကြတဲ့ target တွေပေါ့နော်ပထမဆုံး target တွေအနေနဲ့ကတော့ကျွန်တော်ဒါ3500ပေါ့နော်ပြီးရင်တော့ဟိုဘက်ကိုကျွန်တော်3200ဒီလိုနဲ့ဒီ bull market အတွက် command ထားကြတဲ့ target တွေဘက်ကိုကျွန်တော်တစ်ပြေးပြေးနဲ့မှုဖြစ်မယ်ပေါ့ဆိုတော့ဆက်ပြီးတော့ကျွန်တော်ဒါ BTC ရဲ့ daily ကိုတစ်ချက်လောက်ကြည့်ကြည့်အောင်ပေါ့နော် โอเคကျွန်တော်ဒီမှာ BTC ရဲ့ daily ရကျွန်တော်ဒါကြည့်ကြည့်မှာဆိုရင်ဒါကျွန်တော်ဒီကနေစပြီးတော့ဒါ lower low lower high အနေနဲ့ကျွန်တော်ဒါ down trend မှာရှိကြတာပေါ့နော်ပြန်ပြီးတော့ကျွန်တော်ဒါအာ9500အောက်ကိုနည်းနည်းရောက်ပြီးတော့မှဆက်ပြီးတော့ကျွန်တော်ဒီဘက်ကနေစပြီးတော့ကျွန်တော်ဒီမှာ hard high hard low pattern နဲ့အနေနဲ့အထက်ကိုမှုဖြစ်နေရပေါ့နော်ဆိုတော့ဒီမှာလေးကျွန်တော်ဒါနည်းနည်းလေးဒါ down side ရှိပြီးတော့မှပြန်ပြီးတော့ကျွန်တော်ဒါ plan back ကိုပြန်စနေတယ်ပေါ့ကြောင်းမှာဆိုရင်တော့ဒါ3800 3800ကျွန်တော် cross low မှာဆိုရင်တော့အထက်ကိုခေါင်းကမှုမှုဖြစ်မှာပေါ့နော် ဒါအထည်ယူထားမဲ့သူတွေအနေနဲ့ကျတော့ကျွန်တော်ဒါဒီ save point အနေနဲ့ကျတော့ကျွန်တော်9000ကနေ9200ကျွန်တော်ရဲ့ spot line ဖြစ်တဲ့9000ကနေ9200အောက်ကိုရောက်မှာပဲကျွန်တော်အဲ့ဒီမှာဒီ save တစ်ခေါက်လုပ်မှာပေါ့နော်ဒါကလည်းကျွန်တော်ဒါ lower line ပေါ့မလို့အဲ့ပတ်နဲ့တော့ကျွန်တော်ဒါဒီ save မလုပ်ဘူးပေါ့နော်ဆက်ပြီးတော့လည်းကျွန်တော်ဒါပြောမယ်ဆိုရင် PTC က afternoon back ကိုပဲပို့ပြီးတော့သွားဖို့ရှိရပေါ့နော်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ကတော့ဒါဒီလို zigzag က afternoon back ကိုပို့ပြီးတော့သွားတဲ့အချိန်မှာ short trade တွေအနေနဲ့ကတော့ကျွန်တော်အနေနဲ့ကအားမပေးဘူးပေါ့ကျွန်တော်အနေနဲ့ကတော့ဒီချိန်မှာဆိုရင် long trade တို့ကိုပဲ open လုပ်ဖို့ပို့ပြီးတော့အားပေးတယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ဒီမှာ capital နိုင်မှလက်ရှိ current price နဲ့ကြာတော့ NTU ကိုပို့ပြီးအဆင်ပြေမှာပေါ့နော် capital နိုင်တဲ့သူတွေအနေနဲ့ကြာတော့လက်ရှိအချိန်မှာအချိန်မယူသေးသေးဘူးပေါ့နော်ဆိုတော့ဆက်ပြီးတော့လဲကျွန်တော်ဒါ ETH ကိုတစ်ချက်လောက်နားလည်အောင်ပေါ့နော်အာဆိုတော့ကျွန်တော်ဒီမှာ ETH ကိုတစ်ချက်လောက်ကြည့်ကြည့်မယ်ဆိုရင်ကျွန်တော်ခုနပြောထားတဲ့အတိုင်းပေါ့2500 2600ကျားထဲမှာရှိနေရပေါ့နော် ဆိုတော့ ETH ကိုကျွန်တော်တို့ကြည့်ကြည့်မှဆိုရင်တော့ ETH ETH ကကျွန်တော်ဒီ trading view ကိုတစ်ချက်လောက်နားလည်ရမှာဆိုရင်တော့အာဒါ ETH နဲ့ပတ်သက်တာတော့ကျွန်တော်ရင်းနှုန်း update ပေးခဲ့တာမရှိဘူးပေါ့ဆိုတော့ဒီချိန်မှာကျွန်တော် ETH နဲ့ပတ်သက်တာကိုလည်းနည်းနည်းရှင်းပြပေးခြင်းပါပေါ့နော်ကျွန်တော်ဒီမှာ ETH ကိုတစ်ချက်လောက်ကြည့်ကြည့်မှဆိုရင်ကျွန်တော်ရင်းနှုန်းကလည်း၄000အထက်ကိုရောက်ပြီးတော့မှကျွန်တော် downside ကိုပြန်ရောက်ခဲ့တာပေါ့နော်ဒါ lower low lower high pattern တွေအနေနဲ့ကျွန်တော်ဒါ down side ကိုတော်တော်ရောက်ခဲ့ပြီးတော့မှကျွန်တော်ဒီကနေစပြီးတော့ပြန်ပြီးတော့ up trend back ကို move ဖြစ်ကြတာပေါ့နော် high 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 low pattern တွေအနေနဲ့ လက်ရှိဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့ဒါ2500ပေါ့နော်ဒါလည်းကျွန်တော် ETH ရဲ့ကျွန်တော်ဒါပြောမယ်ဆိုရင် resistant ဖြစ်တယ်ပေါ့တကယ်လို့ကျွန်တော်ဒီ2900ပေါ့နော်အဲတကယ်2900ကိုကျွန်တော်ဒါ cross လုပ်နိုင်မယ်ဆိုရင်တော့အထက်ကိုကောင်းကောင်းမူကျွန်တော် move ဖြစ်ပြီးတော့မှ3000ကနေစပြီးတော့ကျွန်တော်ဟိုဘက်3000 3500 4000ပေါ့နော်အဲအာ target တွေကိုလည်းကျွန်တော်တဖြည်းဖြည်းနဲ့ chip လုပ်သွားဖို့ရှိရပေါ့ပြောမယ်ဆိုရင်ဒီ bull market အတွက်ကို ETS ကိုလည်းခမန်းထားကြတာများတယ်ပေါ့နော်သူက6000တောင်းတိကိုရောင်းနိုင်မယ်လို့တော်တော်များများခမန်းထားကြတာရှိရပေါ့ဆိုတော့ပထမဆုံးအနေနဲ့ကြတော့ကျွန်တော်ဒီတသိန်းအာ2900ဆိုတော့ကျွန်တော်ဒီ register ကိုအဓိကကျွန်တော်ဒါ cross လုပ်နိုင်မှအဆင်ပြေမှာပေါ့နော်ဒါကိုကျွန်တော် cross လုပ်မယ်ဆိုရင်တော့အထက်ကိုကျွန်တော်ကောင်းကောင်းမမှုဖြစ်ဖို့ပို့ပြီးတော့အလားလာများတယ်ပေါ့တော်မှဆိုရင်တော့ဒါ ETH ကလည်းကျွန်တော်ဒါ apprentice ဘက်ကိုပြန်ပြီးတော့ဒါကောင်းကောင်းမမှုသွားနေတဲ့အခြေထားမှာရှိရပေါ့နော် ဆိုတော့လက်ရှိ ETH ကို NTU ထားမဲ့သူတွေအနေနဲ့ကြတော့ကျွန်တော်တို့ကလက်ရှိ current price နဲ့လဲ small margin low leverage NTU ထားလို့ရတယ်ဘောနော DCA အနေနဲ့ကျွန်တော်တို့လုပ်မယ်ဆိုရင်တော့ဒါ1900 1800ဘောနော်အဲဝင်းကျစ်လောက်ကိုရောက်မှကျွန်တော် DCA ကိုပြန်လုပ်မယ်ဘောနော်လက်ရှိဆိုတော့ဒါဒီလက်ရှိ current price နဲ့ small margin low leverage chance တခုယူထားလို့ရတယ်ဗောနော။အာဆိုတော့ဒီနေ့ဗီဒီယိုမှာတော့ဒီလောက်ပါပဲ။အားလုံးပဲကျေးဇူးတင်ပါတယ်။ဒါမရှင်းတာရှင်းရင်လည်းကျွန်တော်ဒါ comment မှာမေးလို့ရတယ်ဗောနော။ အာဆိုတော့ကျွန်တော်တို့ဒါအတူတူထွေးချင်တယ်ဆိုရင်လည်းကျွန်တော် Telegram channel join ပြီးတော့မှကျွန်တော်တို့အတူတူဒါ swing trade ကိုအာကျွန်တော်တို့ trade တဲ့အတိုင်းပေါ့နော်ဒါ trade ယူလို့ရတယ်ပေါ့ဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်ဒီလောက်ပါပဲ